အမြောက်တန်တညဉ့်ညံကြားရမယ်လန်လန်ဒါဘီစူပါစီစနေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်ရှေ့ပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစ်ဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့စနေနေ့ညအတွက်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေပြန်လာပါပြီစူပါစီရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်နော်တင်ဟမ်နဲ့ချယ်စီည6နာရီပွဲစဉ် နူနိုဆန်ဒိုနီယာကအစားဝင်လာပြီးကလေးကအခုချိန်ထိနိုင်ပွဲမရသေးလို့ပိုစတီကိုဂလူတယောက်ပြုတ်မလို့ဖြစ်နေပါတယ်။ဒါပေမဲ့နောက်ဆုံးအိမ်ကွေးနှစ်ပွဲမှာနော်တင်ဟာကန်သွင်းချက်44ချိန်တောင်ရှိခဲ့ပါတယ်။ချက်စီကတော့ပြိုင်ပွဲဆုံးနောက်ဆုံး၄ပွဲမှာ၃ပွဲအနိုင်နဲ့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပေမဲ့ခန်စစ်ကကိုမပေးရတာကလက်ချိုးရည်လိုရပါတယ်။ဒါအပြင်ချက်စီရဲ့ DRD ပြိုင်ပွဲဆုံးအဝေးဝင်း၅ပွဲစလုံးမှာလည်းအပြန်အလှန်သွင်းဖို့ရှိထားပါတယ်။ဒါကြောင့်နော်တင်ဟန်အရက်မှာ ်ဂိုမိုရွာရဲ့ရွာနှုန်း80ရှိပါတယ်လို့သုံးသပ်ထားပါတယ်။ Brighton နဲ့ Newcastle ည8:30နာရီ30ရမတူဇရားလေကအထက်အောက်နှစ်သင်းရဲ့တွဲဆုံမှုပါ။ Brighton ရဲ့ DRC Premier League ကအိမ်ဝင်3ပွဲမှာနှစ်ပွဲကတရည်နဲ့အဆုံးသတ်ထားပါတယ်။ Castle ကတော့ DRC Premier League မှာပေးကိုမဲ့ပွဲတွေနဲ့မဟုတ်ပဲဂိုးအောင်လည်းအကန့်များထားပါတယ်။အဲ့ဒီလိုပဲသူတို့ဂျားကနောက်ဆုံးတွဲဆုံမှု၄ပွဲစလုံးမှာလည်းဂိုးမများခဲ့ပါဘူး။ဒါကြောင့် Brighton အရဟာဂိုးတန်ကင်းမဲ့ဆုံးပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။ န်လီနဲ့လီည၈နာရီ30အမှန်ဘေးစရာအောက်ပိုင်းကတန်းတက်နှစ်သိန်းရဲ့တွေးဆမှုဆိုပေမဲ့လေးမှတ်ပုံနေတဲ့ဘန်လီရဲ့အခြေအနေကပိုဆိုးနေပါတယ်။ဂိုင်ပွဲဆိုနောက်ဆုံး6ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ဘန်လီဟာတိုက်စစ်ပိုင်းလဲရုန်းကန်နေရပါတယ်။လီကတော့ဒီရာသီအဝေးဝဲမှာကိုးသွင်းချေမမှန်ပါဘူး။ပြီးခဲ့တဲ့ရာသီချန်ပီယံရှစ်တွေးဆမှုတုန်းကနှစ်ကြော့စလုံးပေါ်မှာနှစ်သိန်းပေါင်းတကူးသာတွင်းနိုင်ခဲ့ကြပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာကိုးနေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Palace နဲ့ဘုံမော့ည7:30နာရီအဆင့်6နဲ့၄တို့ကယာစီတာထွက်ကောင်းပြီးအလေလက်အသင်းနှစ်သင်းရဲ့တွဲဆုံမှုလို့ပဲဆိုကြပါစို့ Palace ကဒီယာစီ Premier League အဝေးဝင်၃ပွဲစလုံးမှာရှုံးပွဲမရှိခဲ့ပေမဲ့တပွဲပဲနိုင်ထားပါတယ်။ရလက်ပိုင်းရပို့ထင်ကြီးစရာကောင်းတဲ့ဘုံမော့ကတော့ဒီယာစီ Premier League မှာ Liverpool နဲ့အပွင့်တပွဲပဲရှုံးပါသေးတယ်။ဒါ့အပြင်ဘုံမော့ဟာ Palace နဲ့ Premier League တွဲဆုံမှုနောက်ဆုံး၄ပွဲစလုံးမှာပေးကူးမရှိခဲ့သလိုအရှုံးလည်းမရှိခဲ့ပါဘူး။ဒါကြောင့် London မှာ ဘုံမောက်သားတွေအတွက်အားပေးရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Man City နဲ့ Everton ည၈နာရီ၃၀ Man City ကရာသီအစပိုင်းကလည်းမဟုတ်တော့ပဲအခုနောက်ပိုင်း Premier League မှာနိုင်ပွဲဆက်ခြေစွမ်းနေတဲ့ Return Man နေပါတယ်။ဒါကြောင့်လဲ Guardiola ရဲ့အသင်းဟာအမှတ်ပေးစရာမှာအဆင့်၅နေရာထိတက်လာပါတယ်။ Everton ကဒီရာသီမှာအဝေးဝင်အားနဲ့တာတွေ့ရပြီးပြိုင်ပွဲစုံနောက်ဆုံးအဝေးဝင်၄ပွဲမှာလည်း၃ပွဲရှုံးထားပါတယ်။ဒါ့အပြင် Marseille Club ဟာ City နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး၁၆ပွဲစလုံးမှာနိုင်ပွဲမရှိဘဲ၁၃ပွဲတောင်ရှုံးထားပါတယ်။ ဒါကြောင့်မိုးပြိုင်အောင်တက်သားတွေနှစ်ခုပြက်ကနေစကြည့်ရမယ်ပွဲစီမျိုးလို့သုံးသက်ထားပါတယ်စန်နာလန်နဲ့ဝူည၈နာရီ30တန်းတက်ထဲမှာအစွာဆုံးဖြစ်နေတဲ့စန်နာလန်ဟာအဆင့်9နေရာမှာတော့ရပ်တည်နေပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာစန်နာလန်ပွဲတွေကပြင်းစရာကောင်းနေပြီးနောက်ဆုံး၄ဝက်ဆက်9အနည်းသာကန်ထားခဲ့ပါတယ်ဒီဟာအောက်ကဝင်းဘလီတွေကတော့ပြီးခဲ့တဲ့ရာသီကိုပါထက်တွက်ရင်ပရီးမီးယားလိမှာနိုင်ပွဲပြောင်းနေရာ၁၁ဝက်ဆက်တိုက်တိုင်ပါပြီဒါအပြင်ဘူဖာဒီဟာဒီပရီးမီးယားလိအဝေးဝင်း၃ပွဲမှာတပွဲပဲသွင်းနိုင်ပါသေးတယ် လင်းအောင်ကွင်းမှာတွင်းကိုဆိုတော့မင်းကိုလိုက်ရှာရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဖူဟန်နဲ့အာဆနယ်ည၈နာရီ30တရားအောက်ပိုင်းကဆိုပေမဲ့ဖူဟန်ဟာဒီယာဒီမှာအိမ်ကွင်းမရှုံးသေးတဲ့အသင်းမှာဒါပေမဲ့နောက်လန်ဒန်သားတွေကတော့ခုရာဒီအိမ်ကွင်းမှာမန်ယူကလွှဲရင်ဘယ်အသင်းကြီးနဲ့မှစမ်းသပ်မခံရသေးပါဘူး။ဇီယားထိတ်ကအာဆနယ်ကတော့ရှေ့လေနောက်ဟန်ချက်ညီရဲ့ခြေစွမ်းနဲ့ရတ္တမရဖြစ်နေပါတယ်။ဒါအပြင်ဂန်နာတွေဟာ ဖူဟန်နဲ့ပရီးမီးယားလိတွေ့ဆုံမှုနောက်ဆုံး14ပွဲမှာ6ပွဲတောင်နိုင်ပြီးတပွဲသာရှုံးသွားခဲ့ပါတယ်။ဒါကြောင့်လန်ဒန်ဒါဘီမှာအမြောက်တန်တင်းငင်းငင်းကြားရဖို့ရှိပါကြောင်းလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကာနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ပလေးမေကာဂျာနေရဲ့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ကလောင်ရှင်ရဲ့သုံးသပ်ချက်တွေကိုတော့ကျွန်တော်ပလေးမေကာဂျာနေရဲ့ Telegram channel မှာ live ဖတ်ရှုလို့လည်းရပါတယ်။ဒါပြင်မှာကျွန်တော်ရဲ့ YouTube channel မှာလည်းကလောင်ရှင်ဆရာဇော်ဝနာရဲ့ဇောင်းဆိုတဲ့ပွဲစဉ်ကိုဒီနေ့စနေနေ့အတွက်တင်ဆက်ထားတာရှိပါတယ်။ YouTube မှာတော့အပြည့်အဝလာရောက်နားဆင်လို့လည်းရပါတယ်။နားဆင်သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တင်ဆက်သူဖြင်းလင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဗီလာရီရဲ့အိမ်ကွင်းယာတုံးပြေကိုရက်တက်မဲ့ဘတ်တက်ဒုက္ခဆိုစနေနေ့ညစပိန်လာလီကပွဲစဉ်ကိုပွဲချုပ်သုံးသက်ချက်များမင်္ဂလာပါ Playmate ကဂျာနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့စနေနေ့ညအတွက် စပိန်လာလီကာပွဲစဉ်ကိုပွဲကြို30ချက်ကိုကလောင်ရှင်ဒုက္ခဆိုရဲ့30ချက်အနေနဲ့နားဆင်အောင်ပါဖြစ်ပါတယ်ပထမဆုံးပွဲစဉ်ကစီဗီလာနဲ့မာရော့ကည6:30ပါနိုင်ငံကကြားပြတ်မတိုင်ခင်အိမ်ကွင်းမှာဘာစီလိုနာကိုကြိတ်ခင်ပြီးရင်တော့စီဗီလာဟာအဆင့်6နေရာအထိတက်လာပါတယ်ဒီအောက်ခြေကမာရော့ကကတော့ဒီယာဒီလာလီကာမှာအဝေးဝင်၄ပွဲစလုံးကိုရှုံးထားပါတယ်ဒါ့အပြင်မာရော့ကဟာစီဗီလာနဲ့လာလီကာအဝေးဝင်တွေ့ဆုံမှုနောက်ဆုံး9ပွဲစလုံးမှာလည်းနိုင်ပွဲမရှိဘဲ ၅ပွဲရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာစီဗီလာပဲ9ပွဲဆက်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘာစီလိုနာနဲ့ဂီရိုနာည8:45အဓိကပြိုင်ဘက်ရီယန်နဲ့နှမတ်ကွာနေတာကြောင့်ဘာစီလိုနာဟာစီဗီလာအရှုံးကနေအမြန်ဆုံးရုန်းထဖို့လိုနေပါတယ်။ဒါပေမဲ့အခုပွဲအတွက်ဘာစီလိုနာအသင်းမှာလူဝန်ဒေါစကီရာဖင်ညာနဲ့ဂါဗီရိုလိုအရေးပါတဲ့ကစားသမားတော်တော်များများမပါဝင်နိုင်ပါဘူး။ပြန်ရုံးကစားလာနိုင်တဲ့ဂီရိုနာကတော့နောက်ဆုံးလာလီဂါ9ပွဲမှာတပွဲသာရှုံးခဲ့ပါတယ်။ ူမဆုံတဲ့ဘာကာကိုစန့်ကျင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဗီလာရီယားနဲ့ဘတ်ဒစ်ည7:00နာရီတမတ်တာကွာတဲ့အဆင့်3နဲ့4ရဲ့တွေ့ဆုံမှုဖြစ်လို့အကျိတ်နဲ့စမ်းပါပါ။ဗီလာရီယားကဒီယာဒီလာလီကာမှာအိမ်ကွင်း၄ပွဲစလုံးနိုင်ထားပါတယ်။ဘတ်ဒစ်ကလည်းဒီယာဒီပြိုင်ပွဲစုံ10ပွဲမှာတပွဲသာရှုံးထားသေးတာပါ။ဒါကြောင့်လက်ရှိခြေရတရေရနိုင်တဲ့ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။အက်တလက်တီကိုနဲ့အိုဆာဆူနာညတနာ30 ရလပိုင်းကျိုးတက်လာတဲ့ဆိုပေမဲ့အတလတီကိုရဲ့အကောင်းဆုံးပုံစံကိုတော့မတွေ့ရသေးပါဘူး။ဒါပေမဲ့အတလတီကိုဟာအိုဆာဆူနာနဲ့အင်ဂွင်းတွေ့ဆုံမှုနောက်ဆုံး၉ပွဲမှာရှစ်ပွဲနိုင်ထားပါတယ်။အိုဆာဆူနာကတော့ဒီယာဒီလာလီဂါမှာအဝေးဝင်းကင်ရတဲ့၄ပွဲစလုံးကိုရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတီကို၂ဂိုးပြက်ကနေစကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။လီမီကနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ဒီနေ့အတွက်ကတော့ပလေးမေကာအတွက်ပရီးမီးယားလိရဲ့စပိန်လာလီဂါပွဲစဉ်ပွဲချုပ်သုံးသပ်ချက်တွေကိုတင်ဆက်ခဲ့ပြီးတာဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ကျွန်တော်ပလေးမီကဂျာနယ်စနေနေ့ညအတွက်ကလောင်ရှင်ဇဝနာရဲ့ဇောင်းနဲ့အတူအခြားပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့အတွက်ကျွန်တော်ပလေးမီကရဲ့ Telegram Channel မှာလည်းလာရောက်ဖတ်ရှုလို့ရသလိုကျွန်တော်ပလေးမီကရဲ့ YouTube Channel မှာလည်းကလောင်ရှင်ဆရာဇဝနာရဲ့ဇောင်းဆိုရက်သုံးသက်ချက်ကိုလာရောက်နားဆင်လို့လည်းရပါတယ်အားလုံးကျေးဇူးတင်ရှိပါတယ်